ောင်ကိုရီးယား၌ငွေချောင်းဝယ်လိုအားစံချိန်တင်စတိုင်းမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားမှာငွေဝယ်လိုအားမြင့်တက်နေပြီးဈေးနှုန်းကလည်းစံချိန်တင်မြန်မာနေကောင်ရွှေထက်တိတိသားသားကျော်လွန်နေပါထိတ်။တောင်ကိုရီးယားရွှေလဲလဲရဲ့အချက်လက်များအရအောက်တိုဘာလ18ရက်နေ့မှာငွေတစ်ဂရမ်ကို2469ဝမ်နှုန်းဖြင့်လဲလဲခဲကနေ့အစပိုင်းနောက်ပိုင်း80ရာခိုင်နှုန်းနီးပါမြင့်တက်လာပါထိတ်။ ဆိုးမျိုးကဘိုးရန်ကြောင်မြန်များရောင်းဝယ်ရရချာချာနေရာကြီးတစ်ခုဖြစ်တဲ့ဂျုံတို့ခရိုင်မှာစီးပွားရေးတွင်ချက်လျက်ရှိပြီးပိတ်ရက်တွေမှာထောင်ဆိုင်တွေမှာဧည့်သည်များပြည့်ရှံနေပါထိတ်။လုံနန်းကျင်သူတွေကရွှေထက်စားရှင်ပုံမောတက်တာထိန်ဝေထဲပစ္စည်းတွေကို ပြောင်းလဲစိတ်ဝင်စားလာကြရလို့စိုင်းမန်နေဂျာတဦးကဆိုပါထိတ်။ အော်တိုဘားလာထဲကဆိုင်မှာငွေချောင်းတန်ချိန်နှစ်တန်အော်ရာလက်ခံရရှိထားပြီးယမန်နှင့်ထိုကာလာကထက်ဆယ်စားကျော်ပိုများနေပါထိတ်ပတ်စံကင်ထားထားထက်စားရှင်တန်ဘိုးကြီးကြောက်မြတ်တွေဝဲထားတာကတန်ဘိုးပုံမထိမ့်သိမ့်ထားနိုင်ပြီးအများစုကငွေထဲပစ္စည်းတွေကိုဝဲလာကြရလို့ဝဲသူတအူးကဆိုပါထိတ် ဝယ်လဝမြင့်တက်ခြင်းကြောင့်ထောက်ပံ့ရေးမှထိခိုက်လာခါယခုနှစ်အတွင်းငွေချောင်းရောင်းချရခြင်းက30.4ဘီလီယံဝမ်ရှိခဲ့တယ်လို့တောင်ကိုရီးယားအထူးကဘန်တွေကဆိုပါအထိပစ္စည်းနယ်လာထားကြောင့်တနင်္လာနေ့ကစပြီးငွေချောင်းရောင်းချမှုတွေရပ်ဆိုင်သွားမယ်လို့ဘဏ်အများစုကြေညာထားပါတယ်လို့သိရပါတယ်ရှင်။